0.7တောင်ကုန်းနဲ့ပတ်သက်ပြီးတော့2000ခုနှစ်ကမြန်မာနဲ့ထိုင်းနိုင်ငံစစ်ပွဲအကြောင်းဒီစစ်စင်ရေးဟာယူရီးယားမြန်မာနှစ်ဆက်0.7တောင်ကုန်းအနီးနားမှာဖြစ်ပွားခဲ့ပြီးတော့ဒီသတင်းကိုနိုင်ငံခြားမီဒီယာတွေထိပါပြန့်နှံ့သွားခဲ့တာပဲဖြစ်ပါတယ်2000ခုနှစ်ဖေဖော်ဝါရီ24ရက်နေ့မှာဖြစ်ပွားခဲ့တာပါယခုနှစ်နဲ့တွက်ကြည့်မယ်ဆိုရင်တော့ဒီစစ်စင်ရေးဖြစ်ပွားခဲ့တဲ့နှစ်ဟာ24နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ် ဒီစစ်ပွဲစဖြစ်ခဲ့တဲ့ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်လေကြောင်းလိုင်းကနေစတင်တဲ့လေရင်စစ်စင်ရေးကြောင်းကနေကိုစတင်ပြောရမှာပဲဖြစ်ပါတယ်။အဲဒီလေကြောင်းလိုင်းဟာ2000ခုနှစ်အထက်ပေါ်ပြထားတဲ့ရလရီအတိုင်းကိုပါဖေဖော်ဝါရီ24ရက်နေ့မှာ စားထွက်ပြီးတော့တိုက်လေရင်တွေဟာစတင်ပြီးတော့လေအဟုံမှထွက်ခွာကစစ်ကောင်စီဥက္ကဋ္ဌရဲ့အမိန်အရစစ်တိုက်ဖို့ကိုထွက်ခွာသွားတာပဲဖြစ်ပါတယ်။အမိန်နဲ့ဆိုတော့တခြားသောစစ်လေကြောင်းမိတွေကိုလည်းထုတ်ပြန်ခဲ့ပြီးတော့သူတို့တိုက်ခိုက်နေနေရမယ့်စစ်ကြောင်းကိုလေအဟုံပေါ်ကနေအသာစီးရပြီးတော့တိုက်ခိုက်မိတ်ကိုစောင့်ဆိုင်နေခဲ့ကြတာပါ။အဲ့ဒီစစ်လေကြောင်းလေတရေတွေဟာတရှိလေးမျိုးပုံထုံရက်ွက်ရဲ့အရှိပဲယူရီးယားဘက်ကိုကြီးလိုက်ပါက ပြင်းထောက်กว่าတာတရှိပါတယ်။ဒီချီလီယန်တက်တွေနဲ့အရင်ယူရီးယားမြန်မာစစ်ကြောင်းကိုလင်းရင်ပြင်းတဲ့ကိုမှဖြုတ်ခွင့်ဖို့အမေဆောင်ဆိုင်နေကြတာပဲဖြစ်ပါတယ်။သူတို့လေတရဲတွေဟာ0.7တောက်ကုန်းတဝိုက်မှာရှေ့တန်းမှတ်3ကိုချီလီယန်တရင်နဲ့ယူရီးယားတို့ရဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကိုလေကြောင်းဆက်စင်ရင်နဲ့ပြစ်ကူပေးရမှာပဲဖြစ်ပါတယ်။လူနဲ့တာချီနေမျိုးရဲ့ရှေ့ဘက်မဲဆိုင်မျိုးတော့က0.7တောက်ကုန်းပေါ်မှာ MD ရဲ့ဘွယ်ကဇန်နဝါရီ9ရက်အစောပိုင်းမှာ အခြေကုပ်စကန်ဖိတ်ထားပြီးတော့နှိပ်ပိုက်ထားတာဖြစ်ပါတယ်။ခန်းနိုင်ငံဘက်က MD ရဟာလည်းလည်းဂျီမီယာနဲ့တာဂျီလေးဘက်ကိုပြစ်ခတ်လိုက်ကြတဲ့ကကျွန်တော်တို့မြန်မာဘက်ဟာလည်းအဲ့ဒီတောင်ကုန်းအနီးတစ်ဝိုက်မှာပဲတက်စုတက်စုဟာလက်ကင်းကင်းဆောက်ခဲ့ရတယ်လို့ဆိုပါတယ်။မြန်မာဘက်ကတော့တောင်ကုန်းပေါ်မှာလှည့်လည်နေတဲ့တက်စုဟာဇန်နဝါရီလ10ရက်လောက်မှာပဲချုပ်ငင်းခဲ့ရပြီးတော့တည်င်းကိုကြားရတဲ့ချင်းမြန်တက်တွေဟာလည်းတက်စုမှုတွေဟာကျင်းနေစတဲ့ကိုမှလမ်းကြောင်းကြပြီးတော့ယူရီးယားဘက်ကပုံမှုကြီးဟာလည်းသူတို့ရဲ့တက်စကန်နဲ့ဂိုင်းညရာလောက်ကနေအဲ့ဒီတက်စကန်ကနေတွားခိုင်းဖို့အမိန့်ထုတ်ထားတယ်ဆိုတော့ကိုလှမ်းကြောင်းကြတာပဲဖြစ်ပါတယ် အဲ့ဒီလိုခြေနေတွေဟာယူရီးယားဘက်ကနေစတင်တင်းမလာပြီးတော့ကင်ကနှစီနဲ့ချင်းမြန်တက်ရင်အယောက်40နဲ့နောက်ထပ်တက်စုအယောက်100ပါထပ်ပေါင်းပြီးတော့စစ်ကြောင်းဆင်လိုက်တာပဲဖြစ်ပါတယ်မြန်မာဘက်ကလည်းတချီလေးနှစ်ဖွဲ့ခွဲဟာတောင်ကုန်းပေါ်မှာနေရယူထားခဲ့ပြီးတော့စစ်ကိုတက်ကူများလာရောက်ဖို့ကိုအမေစင်ရထားခဲ့တာပါဒီလိုနဲ့မြန်မာဘက်ကလည်းခလာရ39စစ်ကြောင်းနှစ်ယောက်ကစစ်စင်ရေလုပ်ဖို့ကိုတစ်ဖြစ်နေပြီးတော့ယူရီးယားဘက်ကလည်းတန်ကြက်ကကနှစီနဲ့ကိုပါစစ်သားအင်အား300လုံးနဲ့အလုံးရင်ကိုပါတိုက်ခိုက်ဖို့စတင်လာတာပဲဖြစ်ပါတယ် ဖေဖော်ဝါရီ17ရက်မှာတော့ဂျူလီယာဘက်ကစတင်ပြစ်ခတ်မှုနဲ့တူတူမြန်မာဘက်ကလည်းပြစ်ခတ်ရင်းနဲ့နှစ်ဖက်အခြေအနေတွေကတင်းမာခဲ့ကြတာပဲဖြစ်ပါတယ်။ထိုင်ဘက်ကနှိမ့်စင်ပြုလုပ်နေကြကော့ပရာကိုစစ်ကြောင်းဟာလည်း0.9နဲ့မလန်မကန်ချင်းရိုင်းဒေတာမှာဖြစ်ပြီးတော့အင်အားတွေကိုမြန်မာဘက်ကမတိအောင်လို့ပုံရှုပ်ွယ်ရှုပ်လုပ်နေပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်မြန်မာဘက်ကရစစ်ကြောင်းနှစ်ကြောင်းဟာကြာဆုံးသွားတာပဲဖြစ်ပါတယ်။ ဖေဖော်ဝါရီ29ရက်နေ့မှာလွှတ်တော်စကန်နဲ့တရိတ်ကန်ဒေတာပါမြန်မာတရွေနေဟာထပ်ပြီးတော့ဖေဖော်ဝါရီ22ရက်နေ့မှာပါခရစ်စကန်နဲ့23ရက်နေ့မှာနေဆက် PP1 စကန်တို့ကိုတနိုင်ငံအမြောက်တက်တွေကအလုံးရင်းနဲ့ကိုပါတင်ခိုက်တင်ပိုင်နေကြပြီဖြစ်ပါသည်။အရင်နေ့ဖေဖော်ဝါရီ17ရက်နေ့မှာတော့ဂျူဒီယာတိုင်လင်ရင်ကိုပြစ်ခတ်ခဲ့တဲ့မြန်မာဘက်ကဂျူဒီယာတိုင်လင်ရင်တွေဖြစ်ကြတဲ့ F5 အမျိုးအစားနဲ့ F16 အမျိုးအစားလင်ရင်တွေနဲ့တမတော်ကိုတိုက်ခတ်ခဲ့ပြီးတော့အဲ့ဒီရင်မျိုးအစားတွေဟာကမ္ဘာစစ်တို့အကြီးအကျယ်စစ်ပွဲတွေမှာသာအသုံးပြုလေ့ရှိတာကြောင့်ညွန့်တွန်းတဲ့သဘောမျိုးပဲဖြစ်ပါသည်။ ဒီလိုမြန်မာဘက်ကလည်း G4 မျိုးစားတိုက်လေယာဉ်တွေကိုပဲတုံ့ဆွဲခဲ့တာပါ။ဝေဟင်တိုက်ပွဲတွေမှာအပြင်းထန်မဖြစ်ကြပေမဲ့လို့လေကြောင်းပစ်ခတ်မှုနဲ့ယူရီးယားဘက်ကတော့မြန်မာနယ်စပ်ဘက်ကိုလေယာဉ်နဲ့အချင်း80တိုက်ခိုက်ခဲ့တယ်လို့သတင်းထုတ်ပြန်ထားတာပဲဖြစ်ပါတယ်။တိုက်ပွဲကလာအပိုင်းအခြားတစ်ခုရောက်ခဲ့ပြီးတဲ့အချိန်မှာတော့တာချီလေးမျိုးနဲ့မဲဆိုင်မျိုးတွေတဲ့ထိကုန်မှာလက်လက်ကြီးတွေပုံစံများတွေကိုတိုက်ခိုက်ကြရောက်ခဲ့တာကြောင့်အေသားပြည်သူတွေကလည်းအများအပြားကိုတေဆုံးမှုတွေလည်းဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့ပွဲပွဲဆင်နေပြီးတော့ February 24ရက်နေ့မှာတော့0.7တောင်ကုန်းပေါ်ကနေယူရီးယားတပ်သားတွေကိုမောင်းထုတ်နိုင်ခဲ့ပြီးတော့ တက်ခိနာပါချင်းရွေရော်ခန်းဗေမစုံစားတဲ့မြန်မာတပ်စခန်းတွေကိုတော့ဇွန်လရင်းမှာပဲပြန်ပြီးတော့တည်ယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့နောက်ပါမြန်မာတပ်မတော်ဟာနေဆဲမျိုးတွေကိုတတိထားပြီးတော့အင်အားလုံးရဲ့အတော်များနဲ့ကိုမှနေကြားဆောင်စခန်းတွေကိုတည်ထောင်ခဲ့ကြတာဖြစ်ပါတယ်လုံးနေပညာတိုးတက်နေတဲ့ဂျိုဒီယာနိုင်ငံရဲ့အင်အားကိုရှင်းပြဖို့အတွက်ကိုပါရုရှားကနေလင်းရင်တွေကိုဝယ်ယူခဲ့တာဖြစ်ပါတယ် အဲ့ဒီလိုမျိုးဝယ်ယူပြီးတော့တိတ်မကြခင်ပါပဲပြဿနာဟာထပ်ဆလာပြီးတော့မြန်မာနယ်စပ်စစ်စင်ရေးအတွက်ကိုပန်မင်စွန်းဒေတာကိုဆင်လာတွဲမှာယူရီးယားရစ်စစ်ကိုနဲ့နေကြာဆောင်တက်တွေကလည်းတင်းယူတော့မှာဖြစ်ပြီးတော့အရင်လိုမျိုးစစ်ပွဲတွေကထပ်ပြီးတော့ပြင်းထန်လာတော့မှာပဲဖြစ်ပါတယ် 2002ခုနှစ်မေလ13ရက်နေ့မှာတမတော်ခြေဆိုင်နေသားဆောင်တည်ရင်မှုကအမှတ်22တမတော်ထောက်လိုင်းကျိုင်းတုံနဲ့အမှတ်23တာချီလေးချင်းတည်ရင်တို့ဟာရေကုန်မြို့ခြေဆိုင်စခန်းနေစီကိုအထူးကျင်းနေတဲ့ကိုပါပြပခံရတော့မှာဖြစ်ကြောင်းကိုသိရှိခဲ့ရပါတယ်။ဒီလိုနဲ့ယိုရီးယားနိုင်ငံဟာမြန်မာနယ်စပ်မြို့တာချီလေးနဲ့ခိဆက်နေတဲ့နေမျိုးငယ်လေးတွေကိုအင်အားလုံးရင်းတဲ့ကိုပါတိုက်ခိုက်လာပဲဆိုပြီးတော့တရင်တွေထွက်လင်းခဲ့တာဖြစ်ပါတယ်။ လူနဲ့ယူရီးယားတွေဟာ0.7တောက်ကိုကိုပြန်နိုင်ဖို့အတွက်ကိုပါစ조사နေတာကိုလည်းလှုပ်ဝက်တရင်ရရှိခဲ့ပြီးတော့မြန်မာတွေကလည်းတာကိုကောက်ွယ်နိုင်ဖို့အရင်ဆုံးကိုမယုံမလွန်စစ်ကြောင်းမထိုးပဲနဲ့ညအချင်းတွေတိကိုပါစောင့်ကြည့်ကစရုပ်ချုပ်ရဲ့အခြေပြုတခြားဆိုင်ခန်းတွေကိုလည်းယူရီးယားတွေမတည်အောင်လို့အခြေဆိုင်စခန်းကိုအင်အားအလုံးရင်းရှေ့ပြေးတည်ရာဖြစ်ကိုပါဆက်လုပ်ထားတာဖြစ်ပါတယ်။ဒီလိုနဲ့ကိုပိုင်နေမြေကိုထိန်းသိမ်းဖို့မြန်မာဘက်ကလည်း ဆရာလုံရင်ကိုပါပို့ပေးခဲ့ပြီးတော့စစ်ပြူဟာကိုတော့အထူးပြုစစ်ဆင်ရေးတွေလုပ်ဖို့အရင်းအမြစ်များကြီးကိုလိုအပ်လာတာလည်းဖြစ်ပါတယ်။ဒါကြောင့်မလို့ရေပို့ထားတဲ့အင်အားတရာတော့တပ်သားတွေရဲ့လေ့ကျင့်မှုကိုပြုလို့ရမှာပဲဖြစ်ပါတယ်။လေ့ကျင့်မှုပြုလုပ်တဲ့ test scan တွေဟာလည်းမြန်မာ test scan နဲ့ဒုတိယ test scan 26ခုနှိဆက်တော့ကြောင့်ဒီလိုမျိုးလှုပ်ဝက် scan တွေကိုပြုလုပ်ဖို့ကိုပါတွေ့ဝင်နေရပြန်ပါတယ်။ဒုတိယဘက်ကတော့ဒါကိုဘာတစ်ခုမှကိုပြောကြားခြင်းမရှိဘဲနဲ့ငင်းခန့်နေခဲ့တာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်းတမတော်ထောက်လန်းရဲ့ခြေဆိုင်စခန်းတွေနဲ့ချင်းပြန်တင်းရင်ခြေဆိုင်စခန်းတွေပို့ကမှာအင်အားလုံးရင်းတဲ့ကောင်ကဝင်ရောက်ရမယ့်တည်င်းဟာလည်းပြန်ကြားထားတာဖြစ်ပါတယ်။နိုင်ငံရဲ့ချင်းတွေဟာတစ်ဖက်ရဲ့စနစ်ကြောင့်ဟိုနေရာချင်းချင်းဒီနေရာဆစ်ဆစ်မတည်ငြိမ်မှုတွေများလာနေတာပဲဖြစ်ပါတယ်။ဒီလိုနဲ့မြန်မာဘက်ကိုထိတ်တန့်လှုပ်ဝက်တည်ပြီးအဆင်ရှိတဲ့တည်င်းတောင်များကစစ်ရန်တက်မှုများကဒီတစ်ခါယူရီးယားနိုင်ငံမင်းဟောင်ဆောက်ဘက်ကဆစ်ဆင်ရေးသားအောင်နိုင်ခဲ့ပါကလက်နက်ခဲရများပြားနဲ့ပုံတိမြောင်များကိုရရှိလိမ့်မယ်ဆိုပြီးတော့တည်ငြိမ်ကြခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့တစ်ဆက်တည်းမှာပဲထိုင်းနိုင်ငံမဲဟောက်ဆောင်ဘက်ကပူပူရဲ့နေအိမ်ကအရာရှိတွေများစုကတော့သူတို့ရဲ့နေအိမ်တွေကိုစွန့်ခွာရှေ့ပြောင်းနေဆိုတဲ့သတင်းလေးရရှိခဲ့ရပါတယ်။ဒါဟာပရိရဲ့စင်တာလားတမင်မြမရဲ့လှူရှာမှုကိုပဲသိကျင်တာလားဆိုတာကတော့မသေးကွဲရတော့ပါဘူးနော်။ဒီလိုနဲ့ညာအမှတ်226ချင်းလေးတရင်ကိုလည်းတချီလေးနဲ့အမှတ်304ချင်းမြတရင်ကိုပန်ပိုင်စွန့်ဒေတာတို့ကိုအတီးတီးချီတက်စီလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီလိုမျိုးလှူရှာမှုတွေကိုအခုချိန်ထိကိုမှတေချာကြကြနန်းနာမသိစေခဲ့ပေနဲ့လိုအပ်တဲ့ရင်ဖြစ်တာသိရှိနေခဲ့တာပဲဖြစ်ပါတယ်။ စစ်ပွဲတွေကြားထဲမှာတော့ထင်ထားကြတယ်လို့အရန်ကြီးကမဖြစ်ခဲ့ပေမဲ့လို့ဒီလိုမျိုးအချောင်ရရင်တိုက်ခိုက်ဖို့အချင်းချင်းပမမကန်တဲ့တည်င်းတွေကိုစစ်ထွေပြအောင်လုပ်နေတာပဲဖြစ်ပါတယ်။၂002ခုနှစ်မေလ2ရက်နေ့မှာတော့ရေကုံမျိုးအမှတ်20အိန္ဒိယလက်မှာတပ်မတော်ထောက်လင်းရေးမှုချုပ်တွေနဲ့တူတူငယ်ဆက်ဘက်ကအစည်းအဝေးတွေပြုလုပ်ပြီးတော့ လူဝက်စာနဲ့ပဲတင်းထုတ်လိုက်ခဲ့ကယူရီးယားနေဆက်ကဆူရဆန်ဘက်ကနေပြီးတော့လက်နက်ခဲရဲ့အများပြားနဲ့မြန်မာဘက်ကိုဝင်ရောက်လာပြီးဖြစ်တယ်ဆိုတာကိုတနိုင်ငံလုံးသိရလို့ခြားပြခဲ့ပြီးတော့စစ်ကမ်းတွေမှာလည်းချုပ်တင်တင်ပေးခဲ့ကြကနေဆက်လုံးကျုံရေးကိုလည်းဦးစားပေးလုပ်ကိုင်လာတော့တာပဲဖြစ်ပါတယ်ဒီကြောင်ရတွေကတော့2000ခုနှစ်ကဖြစ်ခဲ့တဲ့ထိုင်းနေဆက်မြန်မာနေဆက်ဦးဇေဖန်တောင်ကျောင်းမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းတွေကိုမိတူမီဝါထိခိုက်လို့စိတ်မရှိပဲနဲ့ဗဟုသုတတသက်တာဖော်ပြခဲ့ခြင်းပဲဖြစ်ပါတယ် ဒီကြောင်းတွေဟာလိုခဲ့တဲ့24နှစ်ကနေပြီးတော့ဖြစ်ခဲ့တာကြောင့်ယနေ့ခေတ်လူငယ်တွေတည်ရအောင်လို့တင်းဆက်ပြပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဘလို့အကြောင်းအရာတွေကိုတည်ကျင်တယ်လဲ comment မှာပြင်ပေးခဲ့လို့ရပါတယ်။အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ထပ် video တွေမှာပြန်လည်တွေ့ဆုံကြပါမယ်။